င်းတိုင်းမြို့နယ်ချောင်းမှုရွာနယ်အသက်84နှစ်အရွယ်အဖွားတူဆစ်ရှောင်းတဲ့နေရာမှာရစ်ကြက်ရောဂါဖောက်လာပြီးအေဘီလ24ရက်နေ့ညကတိတ်ဆုံသွားပါတယ်။အဲ့ဒီဒေတာကစပေးရှောင်းတွေဟာနီးစပ်ရာရွာတွေနဲ့တောတောင်တွေထဲနေထိုင်ကြရပြီးနေမကောင်းဖြစ်လာရင်စေခံမရှိလို့ဆက်ရှောင်းကူညီနေတဲ့အဖွဲ့တွေရောက်လာတဲ့အချိန်မှာပဲပြရတယ်လို့ဆိုပါတယ်။ အဲ့ဒီဖွာကလည်းတော်တယ်မှပဲဆက်ဆောင်နေရင်နေမကောင်းဖြစ်လာလို့ရွာကိုပြန်လာပြီးတရွာကျော်မှာရှိတဲ့စိတ်ကန်သွားပြဖို့စိုက်ကန်နဲ့သွားတဲ့အချိန်မှာကွယ်တော်သွားတာလို့ပြောပါရယ်။တိုက်ခေါနဲ့ချားလုံးမှုရွာအပါအဝင်အနီးဝန်းကျင်ကကျေးရွာနေဒီသားခန့်တွေဆက်ဆောင်နေရတဲ့နေရာတွေမှာစိတ်ကန်မရှိတဲ့အတွက်စိတ်ကန်ရှိတဲ့ခြားဒီသားကရောင်းတဲ့ဆက်စေးကိုပဲဝယ်တောင်းနေရပါရယ်။ ထိုင်းမြမနယ်စပ်ကိုတော်ရင်လမ်းပိုင်းကိုပြန်ထိတ်ချုပ်ဖို့စကောက်စီတပ်ကအင်အားရချီတုံးပြီးစစ်ကြောင်းထိုးလာတဲ့အတွက်တိတ်ခေါ်ရွာနဲ့နီနာရွာတွေမှာငားလာနေပါကြတဲ့အထိတိုက်ပွဲတွေဖြစ်နေလို့ဒေသခံတွေစိတ်ရှောင်နေရတာပါ။